မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုရုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ပဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ပဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေမင်္ဂလာပါဦးဇင်ဘရကွင်ဆရာတော်ဒီကနေ့ထနောင်းရင်ဝင်စပီဝိုင်းကိုမနေ့ကလည်းလာလိုက်တယ် တကယ်တော့ဒီစပီဝိုင်းကြီးကိုအဓိကအဲဥဆောင်နေတဲ့တကားတော်ကုဏ္ဏယီဝေဟာမဂုတ်ပဒနာနဲ့ပတ်သက်လို့တောင်ဝန်ကြီးလည်းဝင်ရောက်ပြီးယူနေတယ်လို့အခွက်ခွဲ47ရဲ့တောင်ဝန်ငန်တယောက်လို့ဖြစ်လာပြီးတကယ်တော့ဘဗတ်မြရဲ့သားဇင်းနဲ့တက်တူရွယ်တူလာပိုင်းရပိုင်းချတဲ့ကုဏ္ဏယီဝေဟာစိုင်းစရာတယောက်အနေနဲ့လကောက်နောက်ကြတော့စာပေတစ်ခုရဲ့ ဥဆောင်သူနောက်ပြာမကွေးတိုင်းဒေသကြီးရဲ့အလားစပိညာရှင်နေရတယ်ပြော့ဒီစပိဝိုင်းလေးကိုလုတ်ခဲ့တာနှစ်ပေါင်းလဲကြာပြီလို့သိရဘာပြောပြောအသက်ရွယ်အဖြစ်အရွယ်ရလာအခါမှာတရားဘာဝနာနဲ့လဲနေတတ်တဲ့မကွေးအဖွဲ့အစည်း47မှာတောင်းဝင်ယူနေသလိုမကုတ်အဖွဲ့အစည်း47မှာတောင်းဝင်ယူနေသလိုကိုယ့်ရဲ့တန်မြာအတွက်လဲကြိုးစားမှဖြစ်တယ်မိဘရဲ့ အခွေးဖွဲ့ခွဲ51မှာဥဆောင်ခဲ့တဲ့တခါကြီးရဲ့သားအခွေးမျိုးမြေစင်းလောကရဲ့နာမည်ကြီးတခါကြီးရဲ့သားတယောက်ဖြစ်ပြီးအခုဆိုရင်ဦးစင်းတို့ကျောင်းနေဘက်ကျောင်းသားလောကမှာလည်းတွေ့ခဲ့ပြီမဲ့အရွယ်ကြီးမှပြန်တွေ့ကြတဲ့အခါမှာဒီထဏောင်းရင်ဝင်စပီးဝမ်းနေပြီးတော့လိုက်လေးတွေလွန့်အဲ့တော့စပီးပေါ်မှာဘလူမြတ်နို့ဘလူတွေ့တာဘယ်နေရာကမိမိတမိုင်းကြောင်လေးကိုဒါကတော့ဆရာနိုင်ဦးဝေအနေနဲ့ ဒကာတယောက်နင်းတော့၎င်းမိတ်ဆွေတယောက်နင်းတော့၎င်းဦးစင်းကလည်းဒီထဏောင်းရင်ဝင်စာပြေဝိုင်းလေးရဲ့ light တွေကိုသူများရဲ့လည်းကြည့်နိုင်အောင်ဘယ်လိုရှာဖွေရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာကိုအမှတ်တရရောက်တဲ့အချိန်လေးမှာလာပြီး interview တဲ့သဘောပါအခုဦးစင်းလည်းအခါသင့်အခွင့်သာလို့ခဏလာရတာဒီကနေ့က7ရက်10လ2025တာနာနှစ်2569ခေါ်တဲ့1989 ဇင်ညွတ်လာဆုံးနှစ်ရက်နေ့ဖြစ်နေပါတယ်။အဲကြောင့်မမတ်ရရရှိရဆယ်လ2025မှာဦးဇင်းကဒါလေးကိုမှတ်တမ်းတင်ပြီးတော့ဘရော့ဂရီသားနဲ့ဆောင်းကျော်ရေးဖွင့်ဘုရားကိုမြေကုတ်ပဒနာရိတ်တာဆရာတော်အနေနဲ့အမမရရစာပေသမားတွေကိုတည့်ရအောင် နောင်းရင်ကွန်စပီဝင်တင်းငနေနေတိုင်းလိုက်လွင်ပြင်းတာသူများကြိုက်ကြိုက်မကြိုက်ကြိုက်ကိုရင်နေကကိုလှုပ်ချင်တဲ့စာပိတာဝန်နေဘူးထမ်းဆောင်နေတယ်လို့မြင်မိလို့အဲဒါကအနေနဲ့ဘာကြောင့်မလို့ဆိုတာလေးရဲ့ဒါတော့ရဲ့ဘဝတမိုင်းလေးရဲ့ရှင်းပြပေးပါလားကျေးဇူးတူတယ်ဥတည်ပါလေခင်ဗျာပြီးတော့ဓနောင်းရွယ်ကစာပေဝိုင်းမှာလိုင်းလွင့်ခြင်းမဂဇင်းတရားအနေနဲ့ပေါ့လေဒီခေတ်ကာလပြောင်းလဲလာတယ်နဲ့မြောက် စာပေရေးချက်တွေရှိနိုင်တဲ့နေရာတွေမှာမျိုးတော်ကစာပေကိုဒီရေးသူဖတ်သူတွေစုံစည်းဖို့ရတော့ကဒီလိုမျိုးလိုင်းလွင်ခြင်းနဲ့မဂ္ဂဇင်းတစ်ခုပေါ်ပြနေပြီဖြစ်ပါတယ်ဒီလိုတော့တော့ကွာ64ခုနဲ့ကြံကြော်လာ15ရက်နေမှာဒီလိုဟာမွေးပါလေမွေးမှာပဲမွေးပါလေရောတိရ16လမ်းမှာဒီလိုချင်းမြုပ်ခဲ့ပြီးတော့တမ်းမြင့်ကြောင်းလို့ခေါ်တယ်အထက်ကတိအဲ့ဒီမှာဒီလို ထက်တန်းကျောင်းထီအထက်တန်းထီအောင်နေခဲ့ပါလေပေါ့နော်။တရားဒီရန်ဒီလိုမှတော့ဟိုရင်အဲ့တော့တော့အဝေးတင်တို့အဝေးတင်ကောင်မအဝေးတင်မဟုတ်ဘူးစာပေးစာကြီးပေါ့နော်။စာပေးစာကြီးနဲ့တပည့်တော်ကဒီကျောင်းပြီးခဲ့ပါလေ။ဘာမေကြလဲပြောပထူးပါဗျာ။ဟုတ်ပြီဖပေမမေ့နာမင်းကမင်းနာမင်းကစံမြအမေ့နာမင်းကဒေါ်စန်းနဲ့ဖြစ်ပါလေ။ပြောလို့မိသားစုကတော့ထုံချောင်းနဲ့ဘုရားလည်းထုံးစံမြလို့လည်းဟုတ်တယ်နော်။ထုံးစံမြလို့လည်းတိကျပါဘူး။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါတော့ဒီလိုပဲလား။ မြို့ပတ်လည်းမဟုတ်ပြတောင်ရင်းကြီးလမ်းတောင်ရင်းကြီးလမ်းတောင်ရင်းကြီးလမ်းတက်ကတော်ကြီးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဦးမြစ်သမီးထုံးကိစ္စမှာပေါ့နော်ရပ်ကွက်မှာနေခဲ့တယ်ပြန်နေခဲ့တယ်အဲ့မှာပြီးတော့စာစာကြီးတယ်စာစာကြီးတော့ကြာတော့ပြီးတော့1982ခုနှစ်ပေါ့နော်1982ခုနှစ်မှာငုတ်တော့ကျေစာတော့ငုတ်တော့ကျေစာတော့မှာရင်းရင်းကနေပြီးတော့မှာ1982ကျဆက်နေပြ။အော်အင်းအင်း။ကျဆက်နေမှာမိုးတော့ကျစားတော့မှဒီလိုစားရင်းရမ်းနေပြီ။အဲ့မှာကိုဖုံးမော်လို့ ਨੇ ကိုဖုံးမော်ဆိုတာဒီပကြီးဖုံးမော်။ ဩဗာမင်းတင်းလို့လည်းသူကလက်မှတ်ထိုးပြီးပုံတွေဆွဲပါပဲဂျီတီရေးပါတယ်သူကဆရာကြီးဆရာမကြီးတင်ပါဗျာဒီလိုဒီဟိုးစာပွင့်ထွန်းပြီပွင့်ထွန်းအင်းဟုတ်တယ်ပွင့်ထွန်းပွင့်ထွန်းဆိုလို့ရှိရင်မကွေးရတော်တော်များများကြည့်ပါတယ်ပွင့်ထွန်းမိသားစုပေါ့အင်းအင်းသူပွင့်ထွန်းဆေးရုံလည်းရှိတယ်အခုဆိုလို့ရှိရင်သူဟိုညီဆိုလို့ရှိရင်ကြောက်ကပုဂ္ဂိုလ်ဒေါက်တာကိုကိုနိုင်ပေါ့နော်သူကိုကြီးဖြစ်နေတယ်အဲ့ဒါတို့မိသားစုတွေကကိုဖုံးမော်နဲ့ဒီရောင်နေတာအဲ သူကပုံဆွဲတယ်တတိယအစာရေးတယ်အဲ့လိုနဲ့ပဲတရားဖို့ပုံကြီးရေးဒါတွေရေးနေပဲသူကစာပေလောကတွေကိုရောက်လာခဲ့တယ်ဗျာအဲ့ရန်တပြောမှာ1996ခုနှစ်မှာထနောင်းရင်ဝင်စာပေဝမ်းဆိုပြီးတော့ထနောင်းမင်းကြီးအောင်ပေါ့နော်ကန္နာကံပေါင်းကြီးရဲ့နောက်ဖက်အဲ့ဒီမှာစာပေသမားတွေစုစုပြီးတော့ဆွေးနွေးရရင်စကားပြောကြရင်ခုနှစ်ပြကြရင်96ဖေဖော်ဝါရီလ4ရက်နေ့မှာအဲ့ဒီမှာ35ရောက်နေစုစုရင်းနေပြီးတော့နောက်မှကြာတတိပင်းနဲ့ညားလာတာ ဒီနေ့ဆိုလို့ချင်းတရား80ရှိရောက်ရှိသွားပြီတရား80ရှိရောက်ဒါအဖွဲ့ဝင်ဖြစ်တတ်မှတ်ထားတာတရား80ရှိရောက်ရှိသွားပြီဖြေဆုံးသွားသူကတော့43ယောက်လောက်ရှိသွားပါတယ်ဩအဲဂျန်နဲ့သူတွေနဲ့ဒီလိုကဆက်ပြီးတော့ဟိုစာပေလောက်ချမ်းမှုတွေနဲ့ပြီးသွားနေပါတယ်ဒီရော်တွေကိုလဲပြီးတော့အဲစာပေဟောပြောပွဲတွေလုပ်တယ်နောက်ဥပိုင်ထက်တန်းကျောင်းနေမှာအဲစာပေယာစီပေါ့နော်အဲစာပေယာစီမှာ စာပြီးဟောပြောပွဲလေးတွေကျင်းပပေးပါတယ်ခင်ဗျာ။ဒါကြောင့်လူနည်းမြတ်ဒီမှာလဲအာဇာနည်တို့တို့လို့လွတ်လပ်နေလို့လို့အဲ့လိုနေဒီမှာလဲတပြို့တော့စာပြီးသူနည်းပွဲလေးတွေနောက်ကြပြာရုပ်ပွဲတွေလုပ်ပါတယ်။အများအားစင်စက်မပြတ်ကတော့တင်းင်းကုန်နေနေတိုင်းတပြိုရဲ့အိမ်ပေါ်အခုဒီမှာမြင်ရတယ်မြင်ပြရတယ်ဒီရောအိမ်ရဲ့ဒါအရင်အိမ်ရဲ့လိပ်စာလေးပြီးပေါ့ဒါအိမ်ရဲ့လိပ်စာတော့ခုနကကားနေရာရွှေ့လိုက်ကားတစ်ခုတန်း300နဲ့ကွာကုတ်ခိုင်းလိုက်ဒဇင်နဲ့300တောင် ရံမျိုးနိုင်ရမကွေးမျိုးဖြစ်ပါတယ်။တနင်္ဂနွေနေ့မနေ့ဆယ်နာရနေပြီးတော့နေကင်း၁၂နာရီခန့်ကြပြာယူချင်းတော့သောင်းမတွေပါလေကျွန်တော်တို့ဟိုဒီရောတို့အဲဖတ်ပြတာတို့ဝတ္ထုတွေဆွေးနွေးတာတို့စာပေဆွေးနွေးပွဲလေးစာပေဝိုင်းလေးပြုလုပ်ပါတယ်ခင်ဗျာ။အဲ့ဒါတော့တနင်္ဂနွေနေ့ဆွေးဆက်မပြတ်လောက်တာနှစ်ပေါင်း30နီးပါးရှိတော့ပါခင်ဗျာ။ဒီနေရာလေးမှာပြန်စပစ်တာဘလော့ကြတယ်ကျွန်တော်ရင်ကစပစ်ရဆုံးရတယ် ာတပီတော့အိမ်ရှေ့ကိုဒီဒီညာလေးကိုရောက်တာကတော့6နှစ်လောက်တော့ရှိသွားကြ9နှစ်ကျော်6နှစ်လောက်တော့ရှိသွားကြတိုင်းနဲ့တည်းအမှတ်ပေါ်နေအမှတ်နှစ်မြင်းဆောင်မကွေးမြင်းဆောင်36 3936ဆိုတာကဘာအတွက်ဒီညာလေးကိုရှောက်ထားရယူထားမယ်အဲ့တော့အဲ့ဒီအချိန်ကာကဒီတန်တရာဥပဒေရအဲလူစုလူဝေးမလို့ရ9ရောက်တဲ့ပို့လို့ရှိရင် ဥရိယရေယူကမဲ့ပါညာဆိုရရှိတဲ့ခါကျတော့မှတ်ပုံတင်လိုက်တာပါဗျာလူစုလူတွေလို့တဲ့မှတ်ပုံတင်လေးလို့တာဖြစ်ပါတယ်အဲ့လိုမှတ်ပုံတင်လို့တဲ့ခါကျတော့ဘာတွေလုပ်မယ်ဆိုတဲ့အကြောင်းတွေထည့်ရရတော့ဒီလိုတော့တင်းငွေနေနေစားပြီးအဲဖြူနူပွဲတွေလုပ်တဲ့ကြပြာယူပွဲတွေလုပ်တဲ့ဆိုတဲ့အကြောင်းတွေလည်းပါတဲ့ခါကျတော့ဒီနေ့ချိန်ဒီဒီလိုတော့တရားဝင်လမ်းလွင်ခြင်းမလို့ဒီလိုနိုင်ခြင်းဖြစ်ပါတယ်ဗျာနိုင်ငံရေးကိစ္စတွေမပါပဲလွတ်လပ်သော စိတ်နှလုံးသားရှိတဲ့ဒီတိုင်းစာပေကိုညံ့လို့တဲ့စာပေနဲ့ပတ်သက်ပြီးတော့လုတ်ခွင့်ရထားတယ်ပေါ့ကျွန်မဗျာအဲ့လိုပဲရပါတယ်အခုလို့ဒီကျွန်တော်ရင်ဝင်စာပေဝိုင်းရဲ့အဲတို့တက်မှုအောင်မြင်မှုရဘာကြီးဖြစ်မဲလို့ပြောမလဲတပည့်တော်ကျွန်တော်ရင်ဝင်စာပေဝိုင်းရဲ့တို့တက်အောင်မြင်မှုပြောမယ်ဆိုရင်တော့ပထမတော့ကဗျာရေးကြကဗျာရွတ်ကြစာမှုတွေကိုပါလို့ရှိရင်ပြီးပြီဆိုပြီးတော့မဂဇင်း channel တွေကိုပို့တဲ့အနေထားလောက်နဲ့ပဲ သွားလာခဲ့တာအဲ့ဒီနောက်ပိုင်းကျတော့ဒီလိုတော့လူမွေးလုပ်ငန်းတွေလုပ်ဖြစ်ပါတယ်တွေ့လို့ရှိရင်ပြင်းနေထောင်ပြစ်တယ်နောက်ကြောက်ကစင်တာတွေထောင်ပြစ်တယ်နောက်ကျတော့စာသင်ကျောင်းတွေမှာလည်းပရဟိတကျောင်းလေးတွေနဲ့ပူးပေါင်းပြီးတော့တို့ရဲ့လိုအပ်ချက်တွေကိုလိုင်းလွင်ခြင်းနဲ့ပြီးတော့မှာအလူရှင်တွေဖိတ်ခေါ်ပေးတဲ့နေရာနဲ့ပြီးတော့အခုဆိုလို့ရှိရင်ဘာသာရေးပိုင်းဆိုင်ရာမှာလည်းမဟုတ်ဝိပဿနာ